အားလုံးမင်္ဂလာပါ။အဝင်းကြီး channel မှာကြိုဆိုပါရစေ။ကျွန်တော်အခုပြောပြမယ့်အကြောင်းအရာကတော့အဝလွန်ခြင်းရဲ့အားနည်းချက်နဲ့အာတာချက်များဆိုတဲ့အကြောင်းအရာပဲဖြစ်ပါတယ်။အဝလွန်ခြင်းဆိုတာက ခန္ဓာကိုယ်ထဲမှာပုံမှန်တဲ့ပူရှံနေတဲ့ပမာဏများစွာ စုဆောင်းမိပြီးကျန်းမာရေးကိုထိခိုက်စေနိုင်တဲ့အခြေအနေတစ်ခုဖြစ်ပါတယ်။ကိုယ်လေးချိန်တာမှန်တဲ့များနေတာကိုကိုယ်လေးချိန်ညာခြင်း overweight လို့ခေါ်ပြီးအဲ့ဒီတဲ့ ပိုလွန်ပြီးအဆီတွေအများကြီးစုပ်နေတာကိုတော့အဝလွန်ခြင်း obesity လို့ခေါ်ပါတယ်ဒီအခြေအနေကိုဆုံးဖြတ်ဖို့အတွက်အများအားဖြင့်ဆရာဝန်တွေက ခန္ဓာကိုယ်ဒုတဲ့ညွန်ကိတ် body mass index BMI ကိုအသုံးပြုကြပါတယ် BMI ဆိုတာဘာလဲလူတစ်ယောက်ရဲ့ကိုယ်လေးချိန်ကီလိုဂရမ်ကိုအရက်အမြင့်မီတာရဲ့နှစ်ထပ်ကိန်းနဲ့စားပြီးတွက်ချက်ကြပါတယ် BMI 78.5ကနေ 24.6ဆိုရင် ပုံမှန်6လေးချိန်လို့သတ်မှတ်ပါတယ် BMI 25ကနေ29.6ဆိုရင်6လေးချိန်ညာချင်း overweight လို့သတ်မှတ်ပါတယ် BMI 30နဲ့အထက်ဆိုရင်အဝလွန်ချင်း obesity လို့သတ်မှတ်ပါတယ်အဝလွန်တာကခန္ဓာကိုယ်လောင်ကျွမ်းတဲ့ကယ်လိုရီထက်ပိုစားတဲ့အခါဖြစ်တတ်ပါတယ်အထူးသဖြင့်အချိန်ကြာလာတဲ့အခါမှာပေါ့တခြားဖြစ်စီတဲ့အကြောင်းရင်းတွေကတော့မျိုးရို လက်ကျင်ကမလုတ်တာ အစားတောက်မမှန်တာစိတ်ဖိစီးမှုဟော်မုန်းတွေနဲ့တခါတလေဆေးဘက်ဆိုင်ရာယောဂအခြေလူတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။အဝလွန်ခြင်းဆိုင်ရာအချက်လက်များကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့အချက်လက်တွေအရကမ္ဘာတဝှမ်းမှာအဝလွန်သူဥယျာဉ်တိတိတကာတိုးလာနေပါတယ်။ကလေးငယ်တွေနဲ့ဆယ်ကျော်သက်တွေကြားမှာလည်းအဝလွန်မှုနှုံးပြီးမြင့်တက်လာပါတယ်။မြန်မာနိုင်ငံမှာလည်းအဝလွန်သူတဖြည်းဖြည်းတိုးလာနေပါတယ်။ ထိုင်များတဲ့ဘဝနေထိုင်မှု ပုံစံအသင့်စားအစားအစာတွေပိုစားလာမှုနဲ့လှုပ်ရှားမှုနှဲပါလာမှုတွေကြောင့်အဝလွန်မှုနှုန်းမြင့်တက်လာပါတယ် CDC 2023စည်းအရအမေရိကန်အရွယ်ရောက်ပြီးသူ52ရာခိုင်နှုန်းကျော်ဟာအဝလွန်နေပါတယ်အမေရိကန်မှာကလေး9ယောက်မှာတယောက်ကလည်းအဝလွန်နေပါတယ်အဝလွန်ခြင်းကြောင့်အမေရိကန်ကျန်းမာရေးစောက်ရှောက်မှုကုန်ကျစရိတ်တစ်နှစ်ကိုအမေရိကန်ဒေါ်လာ 180ဘီလီယံကျော်ရှိပါတယ်။အဝလွန်ခြင်းက60ရာခိုင်နှုန်းကျော်ယောဂဖြစ်နိုင်ရည်ကိုတိုးစေပါတယ်။ဥပမာနှလုံးယောဂါ၊စီးကျူ၊လေးဖြတ်တာနဲ့ကင်ဆာအချို့ပေါ့။အဝလွန်ခြင်းကိုကမ္ဘာလုံးဆိုင်ရာကပ်ယောဂါတစ်ခုလို့သတ်မှတ်ထားပါတယ်။ချမ်းသာတဲ့နိုင်ငံရောရှင်းရဲ့နိုင်ငံတွေမှာပါဖြစ်နေပါတယ်။အဝလွန်ခြင်းရဲ့အားနည်းချက်များအဝလွန်တာကခန္ဓာကိုယ်ကိုနှီးမျိုးစုံနဲ့ထိခိုက်စေပါတယ်။ဥပမာပြောရရင်ဒါဟာ ခန္ဓာကိုယ်ရဲ့ဇီဝဖြစ်စဉ်မက်တာဘောဇင်ကိုပြောင်းလဲစေပြီးဆိုးရွားတဲ့ယောဂဖြစ်နိုင်ခြေကိုပုံများစေပါတယ်။အဝလွန်တာကတင့်ရဲ့ကျန်းမာရေးတစ်ခုလုံးကိုဓာတ်ရိုက်ရောတွယ်ဝိုက်ပြီးပါသက်ရောက်မှုတွေရှိနိုင်ပါတယ်။အဝလွန်တာကကျန်းမာရေးပြဿနာများစွာကိုဖြစ်စေပြီးဘဝရဲ့အရေးသွေးကိုရော့ကျစေနိုင်ပါတယ်။ကိုယ်ခန္ဓာမှာအတုံးပြူနိုင်တာထက်ကယ်လိုရီတွေပိုများနေတဲ့အခါပိုရှာနေတဲ့ကယ်လိုရီတွေကိုအဆီလစ်ပစ်အဖြစ် ပြောင်းလဲပြီးကိုခန္ဓာထဲမှာတူလောင်ထားပါတယ်အစီတွေကိုတူလောင်တဲ့နေရာမရှိတော့တဲ့အခါအစီဆဲတွေကိုယ်တိုင်ကကြီးလာပါတယ်ကြီးလာတဲ့အစီဆဲတွေက ဟော်မုန်းတွေနဲ့အခြားဓာတုပစ္စည်းတွေကိုထုတ်လုပ်ပြီးရောင်ရမ်းမှု inflammation ကို ဖြစ်စေပါတယ်ရောင်ရမ်းမှုက insulin ခုခံအား insulin resistant ကို ဖြစ်စေတာကြောင့်ကိုခန္ဓာကတွေးတဲ့ကကြားနဲ့အစီတွေကိုရှော့ချဖို့ insulin ကိုကောင်းကောင်းအသုံးမပြုနိုင်တော့ပါဘူးတွေးတဲ့ကကြားနဲ့ အဆီတွေများနေတာက စီးကျိုယောဂနဲ့တွေးလို့ high blood pressure ကိုဖြစ်စေပါတယ်။ဒါအပြင်အောက်ပါယောဂဒီကိုလည်းဖြစ်စေပါတယ်။အဲ့ဓာတွေကတော့နံပါတ်1နှလုံးယောဂနဲ့နှလုံးတွေးကြောဆံရယောဂတွေကိုဖြစ်စေတယ်။အဝလွန်တာဟာနှလုံးတွေးကြောချင်းယောဂနှလုံးအားနည်းယောဂနှလုံးရုပ်တရက်ရက်တန့်တဲ့ယောဂလေးဖြတ်ချင်းအပါအဝင်နှလုံးတွေးကြောဆံရယောဂတွေဖြစ်နိုင်ခြေကို တိုးစီပါတယ်အဆီတွေရမ်းများတာက သွေးကြောတွေကိုပိတ်ဆို့ပြီးနှလုံးကိုပင်ပန်းစေပါတယ်နမနဲ့ဆီးရုံအမျိုးအစားနှစ်ဖြစ်နိုင်ခန္ဓာကိုယ်မှာအဆီပိုတွေများနေတာကခန္ဓာကိုယ်ကအင်ဆူလင်ကိုကောင်းကောင်းအသုံးမပြုနိုင်အောင်လုပ်ပါတယ်အဝလွန်တာကဆီးကျိုအမျိုးအစားနှစ်ဖြစ်နိုင်ခြေကိုတိတိကျကျပုံများစေပါတယ်နမတော့အဆင့်မြင့်ကြိုက်ခဲခြင်းနဲ့အယိုးအဆစ်ရောင်ခြင်းဖြစ်စေတယ် ကိုလေးချိန်များတာကဒူးတင်မနဲ့ခါးတွေကိုထိကြိုက်စေပါတဲ့အစ်မြင့်ရောင်ယောဂါတွေဖြစ်နိုင်တယ်လို့မကြာခဏခါးနာခြင်းလည်းဖြစ်လာတတ်ပါတယ်နံပါတ်၄အသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာများဖြစ်စေတယ်အဝလွန်ခြင်းဟာ အိတ်နေရင်တက်ရှူရက်တာ sleep apnea ဟောက်တာနဲ့ပန်းနာရင်ကျက်ကိုဖြစ်စေနိုင်ပါတယ်အဝလွန်ခြင်းကြောင့်အသက်ရှူရခက်ခဲတဲ့ယောဂါစုတွေလည်းဖြစ်လာနိုင်ပါတယ် ။နံပါတ်5အသေးအစီပုံးယောဂါဖြစ်စေတယ်။တွေးထဲမှာပူရှာနေတဲ့အစီတွေကတွေးကိုစစ်ထုတ်ပြီးတဲ့အသေးစီကိုယောက်သွားပါတယ်။အသေးကအစီပိုးတွေကိုတူထောင်လာတဲ့အခါအသေးရောင်တာနဲ့ရေရှည်မှာအသေးပျက်စီးတာတွေဖြစ်လာနိုင်ပါတယ်။နံပါတ်6တဲကြီးကြောက်တဲခြင်းဖြစ်နိုင်တွေးရင်းကိုလည်းဆိုပါမှာနာမြင်မာတာကတဲချိန်အိတ်ထဲမှာ ကိုလက်စထရောတွေစုပုံလာစီပြီးကိုလက်စထရောတဲကြီးကြောင့်တဲကြီးအိတ်ရောဂါတွေဖြစ်နိုင်ခြေကိုတိုးစေပါတယ်။နံပါတ်9ကြောက်ကတ်ရောဂါဖြစ်နိုင်တယ်။တွေးလို့စီးကြိုနဲ့အသေးရောဂါတွေဟာနာတာရှည်ကြောက်ကတ်ရောဂါဖြစ်စေတဲ့အဖြစ်အများဆုံးအကြောင်းရင်းတွေထဲမှာပါဝင်ပါတယ်။နံပါတ်10စိတ်ပိုင်းဆိုင်ရာကျန်းမာရေးပြဿနာများဖြစ်နိုင်တယ်။အဝလွန်သူအများစုက ကိုယ့်ကိုယုံကြည်မှုနဲတာစိတ်တက်ကြတာစိုးရိမ်ပူပန်တာနဲ့လူမှုရေးဆိုင်ရာအနှိမ်ခံရတာမျိုးတွေကိုကြုံတွေ့ရတတ်ပါတယ်စိတ်ခံစားချက်တွေဘူးမမှန်တာတွေလည်းဖြစ်လာနိုင်ပါတယ်နံပါတ်9ကင်ဆာအချို့ဖြစ်နိုင်အဝလွန်တာကြောင့်အစာပြွန်ကင်ဆာ pancreas ကင်ဆာဥမာကြီးနဲ့ဆိုးကင်ဆာရင်သားကင်ဆာအသည်းကင်ဆာကြောက်ကကင်ဆာတိမ်ကင်ဆာနဲ့ ဘာဥအိမ်ကင်ဆာတို့ ဖြစ်စေနိုင်ပါတယ်အခြားကင်ဆာတွေလည်းဖြစ်နိုင်ကြပုံများပါတယ်နံပါတ်10တက်တန်းတူခြင်းဖြစ်နိုင်တယ်အဝလွန်ခြင်းကိုမကုတပဲထားရင်တက်တန်းကို9နှစ်ကနေ10နှစ်အထိကြော့ကြစီနိုင်ပါတယ်လက်ရှိကိုလေးချိန်ရဲ့အနည်းငယ်900ခန့်လုံးကနေ1000ခန့်လုံးရှော့ချလိုက်ရုံနဲ့ DNA တွေကိုရှော့ချနိုင်တယ်လို့လေ့လာမှုများအရသိရပါတယ်အဝလွန်ခြင်းမှာ အာတာချက်တွေရှိပါသလားအဝလွန်နာဟာကျမ်းမာရင်းနဲ့မညီညွတ်ပါဘူးဒါပေမဲ့အချို့အခြေအနေမှာတော့ကိုခန္ဓာအစီအချို့ကရေတို့အတွက်အနှဲငယ်အကျိုးပြုနိုင်ပါတယ်အဲ့ဒါတွေကရှားပါတယ်ပြီးတော့အန္တရာယ်တွေကိုကျော်လွှားနိုင်လောက်အောင်အာတာချက်မရှိပါဘူးဒါပေမဲ့ကြံဖန်ပြောရမယ်ဆိုရင်တော့တစ်စွမ်းအင်တူလောက်မှုကိုခန္ဓာအစီကအစားအစာမရှိတဲ့အချိန်အတွက်စွမ်းအင်တွေကိုတူလောက်ပေးပါတယ်အသက်ရှင်ဖို့ခက်ခဲတဲ့အခြေအနေမျိုးမှာ ဥပမာအငတ်ဘေးကြုံရတဲ့အခါမှာအထောက်အကူဖြစ်စေနိုင်ပါတယ်။နံပါတ်1လွေးထွေးမှုနဲ့ကုရှင် အစီတွေရဲ့ကိုရင်းအင်္ဂါတွေကိုကာကွယ်ပေးပြီးအရေးတန်ကလည်းကာကွယ်ပေးပါတယ်။နံပါတ်3ရိုးတံမာမှု အချို့လေလာမှုတွေကကိုယ်လေးချိန်များတာကအရိုးတိတ်သီးစားကိုတိုးစေနိုင်တယ်လို့ပြသထားပါတယ်။ဒါပေမဲ့ရေရှည်ထိခိုက်မှုကပိုဆိုးပါတယ်။နံပါတ်4ယောဂဖြစ်စဉ်ပြန်လည်တက်တာလာမှုအချို့ပြင်းထန်တဲ့ယောဂတွေမှာ အစီအပိုရှိသူတွေကယောဂါကြောင့်ကိုလေးချိန်ကြတဲ့အခါပိုကြာကြာအသက်ရှင်နိုင်တယ်လို့တွေ့ရှိရပါတယ်။ဒါပေမဲ့ဓာတွေကအကျိုးကျေးဇူးလေးတွေတက်တက်သာဖြစ်ပါတယ်။အဝလွန်ခြင်းကိုကောင်းတဲ့ဘေးကင်းတဲ့အခြေအနေတစ်ခုလို့မဆိုလိုနိုင်ပါဘူး။ဒီကုန်းကျုပ်စကားပြောရရင်အဝလွန်တာဘာကြောင့်အရေးကြီးတာလဲ။အဝလွန်ခြင်းဆိုတာခန္ဓာကိုယ်ပုံစံတစ်ခုတည်းကြောင့်မဟုတ်ပါဘူး။ဒါကတကယ်ကိုကျန်းမာရေးပြဿနာတစ်ခုပါ။တရင်ကောင်းတစ်ခုကတော့ဒါကိုကုသနိုင်ပြီး ကြိုတင်ကာကွယ်နိုင်ပါတယ်။ကြားမအောင်စားတော့မယ်၊နှိမ့်ရင်းလမ်းလျှောက်မယ်၊ဒါမှမဟုတ်လှုပ်ရှားနေမယ်၊ကောင်းကောင်းအိပ်စက်မယ်၊စိတ်ဖြည့်ဆည်းမှုတွေကိုစနစ်တကျထိန်းချုပ်မယ်၊လိုအပ်ရင်ဆရာဝန်အကူအညီကိုရယူမယ်ဆိုရင်ဒီပြဿနာတွေကိုဖြေရှင်းနိုင်ပါတယ်။အစအဆုံးကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်နောက်လိုလေကူကြည့်ရှုနိုင်ဖို့အတွက် subscribe ကိုကြည့်နေပေးထားပါလို့မေတ္တာရက်ခံပါတယ်။ like နဲ့ share ကိုလည်းနှိပ်ပေးစေချင်ပါတယ်။လူသားအလုံးလွတ်လပ်ပျော်ရွှင်တဲ့ဘဝတွေကို ပိုင်ဆိုင်ကြပါစေလို့ဆုတောင်းလိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် Have a nice day